မင်္ဂလာပါ Faith Family Worship ကနေပြန်လဲပြီးတော့ကြိုဆိုပါတယ်။ဖျားရှင်ကောင်းမြတ်တယ်တဲ့အပေါ်မှာကောင်းမြတ်တယ်ကျွန်တော်အပေါ်မှာကောင်းမြတ်တယ်အားလုံးကြီးအပေါ်မှာကောင်းမြတ်တယ်။အဲဖျားရှင်ကောင်းမြတ်တယ်ကျွန်တော်အတွေ့အကြုံဆိုပြီးရုံတော့စိတ်နဲ့ဝန်ခံကြည့်အောင်ဝန်ခံအောင်ပြင်းပြတော့အားလုံးဝန်ခံရအောင်ဖျားရှင်ကောင်းမြတ်တယ်ကျွန်တော်အတွေ့အကြုံ ဘုရားရှင်ကောင်းမြတ်တယ်ကျွန်တော်တို့ဆုံးတစ်ချိန်ယုံသောစိတ်နဲ့ဘုရားရှင်ကောင်းမြတ်တယ်ကျွန်တော်တို့အခုတရားမြတ်တောင်လက်ညှိုးထိုးပြီးတော့ online နဲ့ကြည့်နေတဲ့ပရိသတ်များလည်းတရားနဲ့တရားကိုယ်ဝေးမှာ share လို့လက်ညှိုးပို့ပြီးတော့ဘုရားရှင်ကောင်းမြတ်တဲ့တင့်အတွက်လို့တရားနဲ့တရား blessing ပေးရအောင်ခိုင်ပြောမယ်တင်းတင်းသုံးဘုရားရှင်ကောင်းမြတ်တယ်တင့်အတွက်ဘုရားရှင်ကောင်းမြတ်တယ်တင့်အတွက်နောက်ဆုံးတစ်ချိန်ဘုရားရှင်ကောင်းမြတ်ပါတယ်တင့်အတွက်ဘုရားရှင်တင့်အတွက်ကောင်းမြတ်တယ်ဘုရားရှင်ဆီဘုရားရှင်ကောင်းပြီးပါစေအာမင် ကန်ဒီကနေ့တော့ယုံကြည်ခြင်းအားဖြည့်ပါဆိုပြီးတော့အားပိစကားပြောခြင်းတယ်ယုံကြည်ခြင်းအားဖြည့်ရမှာဖြစ်ပါတယ်ယုံကြည်ခြင်းအားဖြည့်ပါကန်ကိုကိုယုံကြည်ခြင်းအားဖြည့်ပါလို့ကိုကိုစကားပြောရအောင်ကန်ပြောမယ်တင်းတဲ့တော့ယုံကြည်ခြင်းအားဖြည့်ပြန်ပြောရအောင်ယုံကြည်ခြင်းအားဖြည့်နောက်ဆုံးတစ်ချိန်ယုံကြည်ခြင်းအားဖြည့်အခုလိုကြက်တဲတဲ့ခက်ကလား အခုလူဖြစ်နေတဲ့ခက်ကာလရှေ့ဆက်ဘယ်လိုဖြစ်မလဲဆိုတော့ခံမှန်းလို့မရတဲ့ခက်ကာလမှာကျွန်တော်ဘယ်လိုအသက်ရှင်ရမလဲဘလို့မှမရှိပါဘူးဖခင်ကိုယုံကြည်အားကိုးတတ်တဲ့စိတ်အဲ့ဒီယုံကြည်ခြင်းကိုအားဖြည့်ရမှာဖြစ်ပါတယ်ယုံကြည်ခြင်းကိုအားဖြည့်ရပါမယ်ကိုကိုပိုးရဲ့ယုံကြည်အားကိုးတတ်တော်သူဖြစ်ဖို့ equip တတ်ဆင်ရပါမယ်လေ့ကျင့်ရပါမယ်ယုံကြည်ခြင်းကိုအားဖြည့်ပါအဲ့တစ်ခေါက်ပြန်ပြောရအောင်တင်းတင်းသုံး ယုံကြည်ခြင်းကိုအားဖြစ်ပါပြန်ပြောမယ်ယုံကြည်ခြင်းကိုအားဖြစ်ပါကြံကြံကြောက်နောက်ဆုံးတစ်ချိန်ယုံကြည်ခြင်းကိုအားဖြစ်ပါအာမင်ဘုရားကြီးလက်အတီးပြုကြအောင်ဘုရားဆုံးပါဟာလေလုယာဟာလေလုယာလောကပတော်ထဲမှာဝင်ခင်လေးမှာအနည်းငယ်တောင်းဆိုချင်ပါတယ် Dear life go the sin share in option တော်ကောင်ပြီးရင်ဒီမှာကျွန်တော် live ကျင်တဲ့ညကို YouTube channel မှာလည်းပြန်ပြီး upload လုပ်ထားပါတယ် ဒါကြောင့် YouTube channel မှာ subscribe လုပ်ပြီးတော့ထပ်ရှင်ထပ်ဆင့် promotion လုပ်ခြင်းအပြင်တော်လကောက်ဒီအမှုတော်ဒီသာသနာလုပ်ငန်းလေးကိုဝိုင်းညီကူညီပေးဖို့ရတဲ့ဒီကနေကျွန်တော် Titan Nose ဝင်တယ်ပြီးရင် Facebook page မှာလည်းပဲ like လုပ်ထားပြီးတော့ထပ်ဆင့်ပြီးတော့ promotion လုပ်ပေးလို့ရပါတယ်ဆိုတာအပြီးပေးခြင်းတယ်တီရိုနီလန်လေးနဲ့ကိုတက်နိုင်တဲ့ဘက်ကနေထပ်ဆင့် promotion လုပ်ပေးတော့သူ share လုပ်ပေးတော့သူတူချင်းစီလေး ဘုရားရှင်ဆက်ဆက်ကောင်းကြီးပေးပြီးတကားလားအမှုတော်အတွက်ပါဝင်ခြင်းတရားဖြစ်တဲ့အတွက်ကြောင့်ကိုရောစီကနေအတူကွာကျွန်တော်တနေ့ကျရင်ပြန်လဲချိန်သိမ်းရမယ်အောက်ပိုင်းတွေဖြစ်တယ်ဆိုတော့အားပေးပါတယ်အားပေးခြင်းတယ်ဘုရားရှင်ကောင်းကြီးပေးပါစေအာမင်ကဲဒီကနေ့ကျမ်းပိုက်နှစ်ခုကိုခွာပြီးတော့ဆင်ခြင်နှလုံးသွင်းကြဆုံးပထမကျမ်းပိုက်ကယောမောဝါရစာခန်းကြီး30အခန်းငယ်30ခုကနေဖြစ်ပါတယ်ယောမောဝါရစာခန်းကြီး30အခန်းငယ်30ခုကနေဖြစ်ပါတယ်ဒုတိယကျမ်းပိုက်ကတော့ဓမ္မဟောင်းကျမ်းကနေယူရအောင် စာလံပထမမြောက်သောစာလံပေါ့စာလံ1ပထမမြောက်သောစာလံအပိုင်ငယ်1ကနေ3ဖြစ်ပါလိမ့်မယ်ပြန်ပြောပါမယ်ပထမကျမ်းပိုက်ကယောအခန်းကြီး30အခန်းငယ်16နဲ့ဒုတိယကျမ်းပိုက်ကတော့ပထမမြောက်သောစာလံအပိုင်ငယ်1ကနေ3ဒီကျမ်းပိုက်တစ်ခုကိုအခြေပြုကြရအောင်ယုံကြည်ခြင်းအားဖြည့်ထားပါမိတ်ဆွေဘာကြောင့်လဲဆိုရင်မနေ့ဖြန်မှာဘာဖြစ်လဲဆိုတော့ကျွန်တော်မသိနိုင်ဘူးနောက်တစ်ချိန်မှာ ဒီတဲ့အခြေအနေပိုကောင်းလာမယ်လို့ကျွန်တော်မျှော်လင့်တယ်ဒါပေမဲ့ချက်ချင်းဘယ်လိုဖြစ်လာမယ်ဆိုကျွန်တော်တွတ်လို့မရတဲ့အတွက်ကြောင့်ဒီလိုမရေရမသေးကြတဲ့ခက်ကားလာကြီးပါယုံကြည်ခြင်းကိုအပြည့်အားဖြည့်ထားပါယုံကြည်ခြင်းအပြည့်အားဖြည့်ထားတော့သူသည်အတက်အကျအနိုင်အမြင့်အခွင့်အကောက်အားလုံးအတွက်အစင်တင့်နေတော့သူဖြစ်သွားတယ်အစင်တင့်တော့သူတော့ကြောကြောရအောင်တင်းနေတော့အစင်တင့်တော့သူတစ်ခါအစင်တင့်တော့သူနောက်ဆုံးတစ်ချိန်အစင်တင့်နေတော့သူ ယုံကြည်ခြင်းအပြစ်အာဖြေထားသောသူသည်ဘာပဲလာလာလာရမြဖြစ်ရမြအားလို့အတွက်အစင်တင့်တော်သူအင်မတန်မှအာကြည်တော်သူဖြစ်ပါလေယောမဩဝါဒစာအခန်းကြီး30အခန်းငယ်16နဲ့အရင်ဖတ်ကြပါလေကန့်အတူဖတ်ကြရအောင်လေအတူဖတ်ကြဆုံးဒုက္ခိယေယုံကြည်ခြင်းသည်ကြာနာခြင်းအပြင်ဖြစ်၏ကြာနာခြင်းသည်ဖျားသခင်၏စကားတော် ါကောက်ပြန်ဖျက်အောင်ဒုက္ခတွေယုံကြည်ခြင်းသည်ကြားနာကြားနာခြင်းအပြင်ဖြစ်၏ပြီးရင်ကြားနာခြင်းသည်လည်းဘုရားသခင်၏စကားတော်အပြင်ဖြစ်၏ယုံကြည်ခြင်းဆိုတာကကြားနာခြင်းဓာတ်ဖြစ်ပါလေဟုတ်တာကောမဟုတ်တာကောကြားဖန်များရင်စိတ်ဆိုင်လို့ယုံကြည်တတ်တယ်ဒါကလူရဲ့တဘာဝဖြစ်ပါလေဒါပေမဲ့ဒီကနေ့ကျွန်တော်တို့ဒီဘာကိုကြားလို့ဘာကိုနားထောင်လို့ဘာကိုအာယုံစိုက်ရအာယုံပြရမလဲဆိုရင် ဖယားသခင်ရဲ့စကားတော့နှုတ်ကပတ်တော်ဂတိတော်သင်နဲ့ကျွန်တော်အတွက်ဘလောက်ကောင်းတဲ့ခန္ဓာထဲခန္ဓာကြီးတဲ့အနာဂတ်ကိုကိုရောရှင်ဒီစီစဉ်ပေးတယ်လောကကတိုင်မှာအသွေးထွက်ပြီးတော့ဘာဝေအာမခံပေးတယ်ဆိုတော့ယေရှုခရစ်တော်နဲ့ဆက်ဆိုင်တဲ့ဖယားရဲ့နှုတ်ကပတ်တော်ကိုကြားဖန်များရမယ်စင်ညာနှလုံးသွင်းဖန်များရပါမယ်အဲ့ဒီနေရာကနေကြားပံများတော့ယုံကြည်ခြင်းဖြစ်လာရုံနဲ့မကယုံကြည်ခြင်းတိုးလာမှာဖြစ်ပါလေယုံကြည်ခြင်းဆိုတာကြားပံများရင်ဟုတ်တာကောမဟုတ်တာကော ယုံကြည်တတ်တာကလူတပါဝါ။ဒါပေမဲ့ဒီကနေ့ပိတ်ဆိုကိုအပိတ်ခြင်းနဲ့အင်တာနက်သတင်းကိုပဲဖုံးပွဲ Viber message ကိုပဲဖုံးမယ်။ကိုယ့်ရဲ့ယုံကြည်ခြင်းဖျားကိုတားရယုံကြည်အားကိုတက်တဲ့စိတ်ကိုအပိတ်အမြောက်ပြုတဲ့ message မျိုးကိုပဲအချိန်ပေးပါ။အဲ့ဒါကိုပဲအချိန်ပေးစဉ်းစားပါစဉ်းကျင်တယ်လို့ပြောပါ။ယုံကြည်ခြင်းဆိုတာကတိုးတယ်တိုးတတ်တယ်လို့ဂရုမစိုက်ရင်ယုံကြည်ခြင်းဆိုတာရော့နေသွားတတ်တာလည်းရှိတယ်။နောက်ဆုံးယုံကြည်ခြင်းတင်းပေါက်ပြတ်တယ်ဆိုတာတောင်ကြားစားလိုက်မှာပါပါလေ။ဒါကြောင့် ကနေ့အကြည့်တော်သူဖြစ်ဖို့အရာရာအတွက်အစင်တဲ့တော်သူဖြစ်ဖို့ယုံကြည်ခြင်းကိုအားဖြည့်ကြစို့ယုံကြည်ခြင်းကိုအားဖြည့်ကြစို့ပြောရမယ်ယုံကြည်ခြင်းကိုအားဖြည့်ကြစို့ခြင်းယုံကြည်ခြင်းကိုအားဖြည့်ကြစို့ဆုံးခြင်းယုံကြည်ခြင်းကိုအားဖြည့်ကြစို့ဒုတိယကျမ်းပိုက်ကပထမမြောက်သောစာလံစာလံ1အပိုင်းနဲ့တိကနေ3ဖြစ်ပါတယ်ပထမမြောက်သောစာလံ တူတူကဖတ်ကြဆုံးဒီမှာမင်္ဂလာအစ်စ်အမှန်တဲ့အဲ့အတူဖတ်ကြဆုံးမတရားသောသူတို့ပြီးတိုက်တွန်းခြင်းတော့မလားလူဆိုးတို့ကလမ်းတွင်မရမနေမချိမဲ့အမြင်ပြုတော့သူတို့ကအစီအဝေးလိုက်ဒီမှာတစ်ဖက်နားရောက်ဒီမှာဘာဝချမျိုးကိုတွေ့ရပါလေအငင်းဝကြောင့်တွေ့ရပါလေ negative sentence လို့ခေါ်တယ်ငင်းဆိုထားတဲ့ဝကြောင့်၃ချောင်းဖြစ်ပါတယ်ပထမတစ်ချောင်းကပါလေ မတရားသောသူတို့ဤတိုက်တွန်းခြင်းသို့မလိုက်ရမလားမလိုက်ရဘူးလားမလိုက်ရဘူးတဲ့ဒါကပထမအငြင်းဝကြဒုတိယအငြင်းဝကြကလူဆိုးတို့ဤလမ်းတွင်ရက်ရမလားမရက်ရဘူးလားမရက်မနေရဘူးတဲ့ဒုတိယအငြင်းဝကြတတိယအငြင်းဝကြကြတော့မထီမဲ့မြင်ပြုတ်တော့သူတို့ဤဘာဖြစ်သလဲအစီဝင်းနာထိုင်ရမလားမထိုင်ရဘူးလားမထိုင်နဲ့တဲ့လက်ဖက်ဤဆိုင်ခေါ်ရင်လည်းမလိုက်နဲ့ခမင်းဆိုင်ခေါ်ပေါ်မယ်ဆိုရင်လည်းမလိုက်နဲ့ဒါကအငြင်းဝကြတုံးကြောင်ဖြစ် မတရားသောသူတို့၏တိုက်တွန်းခြင်းကိုမလဲရပြီးရင်လူသောတို့၏လမ်းမှာမရက်ရမထီမဲ့ရင်ပြုသောသူတို့၏အစီအဝေး၌မထားလိုက်ဘူးဘုရားကတိုက်တွန်းခြင်းလာမယ်တိုက်တွန်းခြင်းပြီးရင်ဒုတိယဒစင်ဘာတိုးလာမယ်လမ်းတွင်ရက်ကြည့်ခြင်းနဲ့စိတ်ကဖြစ်လာမယ်တိုက်တွန်းဖန်များတော့ဒါမှကြားဖန်များတော့ဘယ်လိုများနေမလဲဆိုပြီးကိုယ်တိုင်လမ်းပေးမှာမတရားပြီးတော့ ကြည့်ကျင်တဲ့စိတ်ဖြစ်ပါတယ်နောက်တက်တဲ့အစင်မှာတော့လမ်းမှာရပ်ပြီးတော့ကြည့်ရမှာကတော့ကိုပါချော်လဲရောထိုင်သူတို့ထဲမှာတခါတည်းဝင်းထိုင်ပြီးတော့ဖြစ်သွားတယ်တိုက်တွန်းချင်းလာမယ်တိုက်တွန်းတဲ့စကားကြားပံများရင်ကိုလည်းစိတ်ရောလို့လမ်းကြည့်တော့မှာဖြစ်ပါတယ်လမ်းဘေးကလည်းကြည့်တော့မှာဖြစ်ပါတယ်နောက်တစ်စင်ကတော့ဝင်းထိုင်ရောပဲရှိပါတယ်ဒါကြောင့်မလို့နံပါတ်1ချက်ဘာကိုကြားရတာ ယုံကြည်ခြင်းကိုအားပေးတဲ့စကားအဲ့ဒီတိုက်တွန်းစကားကိုပဲအဓိကအားပေးရအောင် YouTube ကနားထောင်ရင်လည်းယုံကြည်ခြင်းကိုအားပေးအားမြောက်ပြုတယ်စကားကိုပဲအဓိကနားထောင်ကြရအောင်တိုက်တွန်းစကားကြားဖန်များရင်လမ်းမှာရပ်ပြီးတော့ကြည်ကျင်တဲ့စိတ်ကအလိုလိုဖြစ်လာမယ်နောက်ဆုံးတော့ရောထိုင်ရုံပဲရှိပါလေကန္တာတော်ကမတရားသောသူနဲ့ပတ်သက်ရင်လူဆိုးနဲ့ပတ်သက်ရင်မကောင်းသောသူတွေမချိမဲ့မြင်သူတို့နဲ့ပတ်သက်ရင်မလုပ်ရမယ်မပြုတ်ရမယ်မပြုတ်အောက်တော့အငင်းဝကြဖြစ်တယ် ကဲဒီအညီဝကြရဲ့တစ်ဖက်မှာအဟောဝကြရေအခုစတွေ့ရမှာဖြစ်ပါတယ်ကဲအခုအဲ့ဒီအဟောဝကြပိုင်းကိုဖတ်ကြည့်အောင်ကဲဆက်ပါမယ်ထာဝရဗျာဤကဲပြုဖတ်ရအောင်ထာဝရဗျာဤတရားတော်၌နံပါတ်1ပါဖြစ်မလဲမွေရောရွေ့ရတာအဟောဝကြပထမကြောင်းပြီးရင်တရားတော်ကိုနိမ့်ညံ့မပြဲစင်ခြင်းအောက်မေ့တော်သူဒုတိယတစ်ကြောင်းအဟောဝကြနှစ်ကြောင်းရဲ့အငင်းဝကြသုံးကြောင်းရဲ့ ဲ့ဒီအညစ်အကြေးအားလုံးကိုဗာနဲ့အစားတူရမယ်နံပါတ်၁ချက်သာရဗျာရဲ့တရားတော်၌ဝိလို့ရမယ်ပြီးရင်တရားတော်ကိုနေညံမပြဲစင်ခြင်းအောက်မေ့ရမယ်ဒါဆိုရင်မတရားသောသူရဲ့တိုက်တွန်းခြင်းကိုလည်းကြားစရာအကြောင်းမရှိသလိုလူဆိုးတို့ရဲ့လမ်းမှာရပ်နေစရာအကြောင်းမရှိဘူးမထီမဲ့အမြင်ပြုတဲ့သူတွေနဲ့အတူရောထိုင်နေစရာအကြောင်းမရှိဘူးဒါတွေမရှိတဲ့အတွက်ကြောင့်အခုနပြောတဲ့အညစ်အကြေးအဲ့အုပ်စုထဲမှာဝင်ပါရခြင်းဖြစ်ပါတယ် ကံ့ပထမအဟုတ်ဝိကြလိုက်လျှောက်ရမယ်အဟုတ်ဝိကြကသာရဗျာကြီးတရားတော်၌ဗာပြင်းနေရမလဲမွတ်လျော်ရပါမယ်မွတ်လျော်ရပျော်နေရအဲ့ဒီထဲမှာပဲနေရောညပါကို့အတွေးကို့အကြံစီကို့အချိန်အားလုံးကိုနေရမယ်လို့ပြောချင်အဲ့ဒီထဲမှာပဲနေဝင်နေရတရားတော်၌မွတ်လျော်ရမယ်ဖခင်စကားတော်၌မွတ်လျော်ရမယ်ပြီးရင်ဒုတိယတစ်ချက်ကတရားတော်ကိုဗာပြမယ်နေညမပြတ်စင်ကြအောက်ပြီတယ် ကိုက်ဒီမှာတရားတော်၌မွေတော်ပြီးတော့နေညမပြစ်စင်ချအောက်မိတယ်မိတယ်ဆိုတော့စကလုံးလေးနှလုံးကိုယ့်ကျန်းစာမှာခဲနာလေးနဲ့မှတ်ခြင်းမလုပ်ရတယ်ဒီစကလုံးတစ်ခုကအမှန်တကယ်ပြောမယ်ဆိုရင်လေကထက်လို့ပထမစကလုံးကိုဒုတိယတလုံးကအပေအားဖြည့်ထားတယ်အနက်ဖွန့်ဆိုထားတယ်စကလုံးလေးဖြစ်တယ်ပထမစကလုံးကပါလေမွေတော်ရမယ်ဘယ်မှာမွေတော်ရမလဲတရားတော်၌မွေတော်ရမယ်ကဲတရားတော်၌မွေတော်တယ်ဆိုတာကပါလေဆိုရယ်မင်းဟော ဲ့ဒီမိဂုံးကိုဒုတိယစကလုံးကရှင်ပေးတာတယ်တရားတော်နဲ့မှုရော်တယ်ဆိုတော့ဘယ်လိုဖြစ်ရမလဲနေညမပြတ်စင်ခြင်းအောက်မိတ်မှမှုရော်တယ်ဆိုတော့ဖြစ်လာတာအရက်တော့ကိုမခက်ဘူးဒါပေမဲ့အရက်သမားဖြစ်ဖို့ကြတော့အရက်တော့တိုင်းအရက်သမားဖြစ်သွားတာပေါ့အရက်သမားဖြစ်ဖို့တက်တက်လုံးများအချိန်ယူရပါတယ်အရက်တစ်ခါတော့တိုင်းအရက်သမားမဖြစ်သေးဘူး ဒါပေမဲ့နေရောညပါတောက်လာတဲ့အခါကျတော့အရှင်သမားဖြစ်သွားတယ်။နှုတ်ကပတ်တော်ကိုတခါကြားနာယုံနဲ့မွိလောခြင်းဆိုတာဖြစ်လာမှာပေါ့။မွိလောခြင်းဆိုတာကနေညမပြတ်စင်ခြင်းအောက်မေ့အခါကျတော့ဖြစ်လာမှာ။ကဲအဲ့ဒီလိုလူစားမျိုးတွေ result အဖြစ်အဖြစ်ထုတ်ပေးထားတယ်။ဘယ်သူဘယ်ဘယ်လိုလူစားမျိုးဖြစ်တယ်လို့ကျန်စာကခေါ်တယ်။မင်္ဂလာရှိသူ။ကဲမင်္ဂလာရှိတော့သူသုံးချက်ပြောရအောင်။တင်းနေတော့ မိင်္ဂလာရှိတော်သူပြောမယ်မိင်္ဂလာရှိတော်သူနောက်ဆုံးတစ်ကြိမ်မိင်္ဂလာရှိတော်ကျွန်တော်ကတော့လူဆိုးနဲ့ပဲပေါင်းပါအောင်မတရားသောသူနဲ့ပဲပေါင်းပါအောင်မထီမဲ့မြင်ပြတဲ့လူတွေနဲ့ပဲပေါင်းပါအောင်ပိုက်ဆံရှိရင်ပြီးရောယာဓုဒကြီးပြီးရောလာကတိုးရင်ပြီးရောဆိုပြီးတော့အဲ့ဒါကိုပဲအဟုတ်ထင်နေတယ်ဒါပေမဲ့ကျမ်းစာကတော့ဘာကိုမှအဟုတ်ခေါ်လဲဆိုရင်တရားတော်နဲ့မွေလို့ပြီးနေနဲ့မပြတ်စင်ချအောက်မေ့တဲ့လူကိုမှအဟုတ်ခေါ်တယ် မိန်လာရှိတော်ထူဒီနေ့မိတ်ဆွေဒီနိုင်ဝတ်စာတာရှိတဲ့တရားရည်တနာလေးအတွက် online ကိုဖွင့်ပြီးတော့ခဏနားထောင်လိုက်ခြင်းအပြင်တင်ဒီဒီခဏတစ်ချက်လေးမှာလောကပူဆွေးခြင်းကိုမိတ်ပြီးတော့မိန်လာရှိတော်သူဖြစ်သွားပြီဖြစ်ပါလေမိန်လာရှိတော်သူနေ့တိုင်းဖြစ်ကြရအောင်ကဲဘေးကလည်းပြောရအောင်နေ့တိုင်းမိန်လာရှိသူဖြစ်ကြရအောင်နေ့တိုင်းမိန်လာရှိတော်သူဖြစ်ကြရအောင်ဘာကြောင့်မို့လို့အဲ့ဒီလိုလောကပတ်တော်၌မွေလို့တဲ့နေ့ညမပြည့်စင်ကြအောင်မိတ်တဲ့လူက မင်္ဂလာရှိတဲ့လူလို့ခေါ်ရလဲဆိုရင်တရားသဘောတသက်ပြောတာမဟုတ်လက်တွေ့အဖြေရှိလို့လက်တွေ့အဖြေကဘာတွေလဲအခန်းငယ်၃ကိုစပ်ပါမယ်တင်းနေတော့အကြောင်းမူကားထိုသူသည်မျက်နှာမှာစိုက်လျက်မိမိရဲ့အချိန်တန်မှာအတီးကိုတီး၍အရွက်မင်းမွမ်းတတ်တော့အပင်နဲ့ကြူပြီးကြောက်နေကြရုံ၌အောင်လေးတည်းတုတ်ပြီး ဒီနောက်ဆုံးဝကြလေးကိုတုံးချင်ပြောရအောင်ပြုတ်လေသမ ्या တို့နဲ့ပြောရအောင်ပြုတ်လေသမ ्या တို့နိုင်အောင်မိန်တတိအားလုံးပြောမယ်ပြုတ်လေသမ ्या တို့နိုင်နောက်ဆုံးတစ်ချိန်ယုံသောစိတ်နဲ့ပြုတ်လေသမ ्या တို့နိုင်အောင်ကဲ့မိစအားလုံးကိုကောင်းချီးပေးခြင်းအာမင်ထူးပါယုံကြည်ခြင်းနဲ့ခံယူပါသင်သည်ပြုတ်လေသမ ्या တို့နိုင်အောင်ရမယ့်သူဖြစ်ပါလေအာမင်အရာရာကိုအောင်ပန်းစင်ရမယ့်သူဖြစ်ပါ အခုတင်ဘာဖြစ်နေလဲဆိုတာကျွန်တော်မသိဘူးစိတ်လည်းမဝင်စားဘူးဒါပေမဲ့တင်ဒီနှုတ်ကပတ်တော်၌မွေလိုရင်အောင်တော်သူဖြစ်ပါမယ်ဒါကဘုရားစကားဖြစ်ပါတယ်အောင်တော်သူဖြစ်ပါယေရှုနာမနဲ့ကောင်းကြီးပေးပါတယ်ဘာပြတ်နာပဲလာလာအောင်တော်သူဖြစ်ပါယေရှုနာမနဲ့ကောင်းကြီးပေးပါလေတင်ဒီပြုတ်လေဓမြလုံး၌အောင်တော်သူဖြစ်ရမယ်ရှင်းစက်မှာဘာလို့ဖို့စိတ်ကူးပါတယ်ပညာရေးဆက်လက်စီးဘူးမလားစီးဝါးရေးဆက်လုပ်မလား လူမွေးကဏ္ဍလို့မလားနိုင်ငံရေးထဲမှာပဲဆက်ဝင်မလားခါမြတ်ဘာပဲလုပ်လို့ပြုတ်လေတမရလို့နိုင်အောင်ချင်းအခွင့်ရလာပဲဒါကြောင့်ဒီမှာမင်္ဂလာရှိတော်သူလို့ပြောတဲ့အခါမှာတရားသဘောတစ်ခုတက်တက်နဲ့ပြောတာပေါ့လက်တွေ့သဘောပါနေတယ်အဲ့လက်တွေ့သဘောကပါလဲဆိုသူစင်ကျင်နှလုံးသွင်းထားတယ်သူဖတ်ရှုလိုက်လာတယ်နှုတ်ကပတ်တော်ဖရာရဲ့တရားစကားသူ့ကိုနမတိချက်မျက်နှာမှာစိုက်ရဲ့အပြင်လဲတူစိမ့်ပါဖြစ်ပါတယ်မျက်နှာမှာစိုက်ရဲဆိုတာက မုတ်ခေါင်ရေရှားလို့ဘလို့ပဲ အပြင်တွေသိထောက်သွားပါစေမျက်နှာမှာဆက်တဲ့အပြင်ကအများအားစိမ့်လန်းနေရမှာဖြစ်ပါတယ်ပြီးရင်အချိန်တန်မှအတီးကိုတီးမှာဖြစ်ပါတယ်ကြည်စမ်းအချိန်တန်မှအတီးတီးမယ်ပြီးရင်အရွတ်မညုံးမောင်းဘူးအာမင်ဟာလေလုယာအရွတ်မညုံးမောင်းတော့အတက်တာလို့ကိုယ့်ကို blessing လို့ရအောင်တင်းတင်းတုံးအရွတ်မညုံးမောင်းတော့အတက်တာနောက်တစ်ကြိမ်အရွတ်မညုံးမောင်းတော့အတက်တာနောက်ဆုံးတစ်ကြိမ်အရွတ်မညုံးမောင်းတော့အတက်တာပြီးအချိန်တန်တော့အခါမှာအတီးတီးတဲ့အတက်တာ အတီးပြီးတော့အတ္တာလို့ကိုရောချင်းမိုင်းနဲ့ပြောရအောင်အပီးပြီးတော့အတ္တာဟုတ်တယ်ဂျေအပီးပြီးတော့ဟုတ်တယ်ဂျေအပီးပြီးတော့အတ္တာအပီးပြီးရဲဆိုတာကဆက်ရကျုံးတယ်အဲ့ဒီအပြင်ကိုဆက်ရကျုံးတယ်ခင်ဗျာလောကကြီးမှာအသက်ရှင်ရကျုံးတာတော့ဖြစ်ဘဘဲလို့လို့လွတ်ရကျုံးတာတော့ဖြစ်ပါဘဘဲစီစဉ်စီစဉ်ရကျုံးတာတော့ဖြစ်ပါဒီကနေ့မောနေလားမောရကျုံးတာဖြစ်ပါ ဟာလေလုယာကျားရှင်တဲ့ဘုန်းကြီးရှိပါစေအရွတ်မညွန်းမှန်းတော့အပင်နဲ့တူတယ်ပြီးရင်ပြုတ်လေတမရလို့အောင်မဲဆိုတဲ့တရားသဘောကနေလာတဲ့လက်တွေ့အဖြစ်ရလက်တွေ့ရှိတဲ့အတွက်ကြောင့်ထိုသူကိုဘာလို့ခေါ်လဲအားလုံးဖြစ်စေခြင်းနဲ့မင်္ဂလာရှိတော်သူလို့ခေါ်ပါလေဘုရားကမင်္ဂလာရှိတဲ့လူပဲဖြစ်ခြင်းလားလူဆိုးပဲဖြစ်ခြင်းလားမင်္ဂလာရှိတော်သူဖြစ်ခြင်းလားဆိုရင် တရားတော်နဲ့မှုတ်တော်ပြီးတော့တရားတော်ကိုနိမ့်နေပြန်စင်ခြင်းအမေရဖြစ်ပါဘုရားရှိကောင်းပြီးပါစေမမလေးမိတ်ဆွေယုံကြည်ခြင်းဆိုတာကမျိုးစိတ်ကဲ့သို့ဖြစ်ပါမုံရင်းစိတ်ကဲ့သို့ဖြစ်ပါတေးတေးကြကြစိတ်ပြုလို့မျိုးစိတ်အောင်လို့သူ့ကိုကောင်းကောင်းအာဟာရကျွေးမယ်ဆိုလို့ရှိတယ်မြေစီမျောစာဝဝမကျွေးမယ်ဆိုအဲ့အသိဉာဏ်ဆုံးတော့မျိုးစိတ်ပင်အကြီးဆုံးတော့ပြင်စီဖြစ်လာဖြစ်ပါ ဒီနေ့ကိုကိုယုံကြည်ခြင်းသိလာပြီတမန်တော်ကြီးတွေကငါယုံကြည်ခြင်းလဲလာကြည်လာသိလာကြည်လာကိုကိုအာမလို့အာမရဖြစ်ပါဘူးကြီးတော်အမှုဆိုတာကအဲ့အာမလို့အာမရမှုကြားတဲ့ကပင်စီကြီးပေါက်လာတက်ပါအဲကြောင့်မလို့ကိုယ့်ရဲ့ယုံကြည်ခြင်းကိုကိုကိုချိုးနှိမ်ပြီးတော့အပြစ်မပြောနဲ့တော့အဲ့ဒီထဲကနေတောင်ကြီးကိုရွှေ့စေနေတဲ့ယုံကြည်ခြင်းတိုးပွားလာကနေ့မင်းအတက်ပြန်ဆက်အဖို့ပဲလို့ပတ်ပါ ကိုပြန်ရှိကောင်းပေးပါစေ။ဒါကြောင့်ဒီကနေ့ယုံကြည်ခြင်းကိုကျွန်တော်အားဖြည့်ထားရပါတယ်။တောင်ကြီးကိုရွှေဖို့ယုံကြည်ခြင်းကိုအားဖြည့်ရပါတယ်။ပင်လယ်နီကြီးကိုနှချမ်းခွဲဖို့ယုံကြည်ခြင်းကိုအားဖြည့်ရပါတယ်။လူအယင်မိုးကိုစင်ခေါ်ဖို့လူအယင်မိုးကိုတိတ်စေဖို့ကနေ့ယုံကြည်ခြင်းကိုအားဖြည့်ရပါတယ်။ကံယုံကြည်ခြင်းကိုအားဖြည့်ရမယ်ပြန်ပြောရအောင်မမေ့ရလေအောင်တင်းတင်းတုံးယုံကြည်ခြင်းကိုအားဖြည့်ကြစို့ ယုံကြည်ခြင်းကိုအားဖြည့်ကြဆုံးနောက်ဆုံးတစ်ချိန်ယုံကြည်ခြင်းကိုအားဖြည့်ကြပါစို့တော်တော်ခကြီးတော်ရင်ခကြီးပေါ်ပြီးဆိုရင်မတော်ခင်မှာအဝအားဖြည့်စားထားရပါလေပြီးရင်ထမင်းမှုတဲ့မှာအပြည့်ထည့်ထားရတော်တဲ့မှာဘယ်လိုအခြေအနေရှိလဲဆိုတာမသိဘူးမနဲ့ပြန်ကိုကျွန်တော်ပြိပိုင်မှုမရှိတော်ကြီးမြန်မဲနဲ့ပြူတယ်မနဲ့ပြန်ကိုခီးထွက်တဲ့ခီးတော့ဧည့်တယ်ညမနဲ့ပြန်မှာဘယ်လိုပဲလာအစင်တဲ့တော့သူပြုတ် အာကြည့်တော့သူအမြဲအာကြည့်တော့သူဒီလိုယုံကြည်ခြင်းထမင်းဘူးလေးတော့ဖြစ်လာရယုံကြည်ခြင်းအာဖြစ်ထားကြတာကြားရှိကောင်းပေးပါစေဘယ်လိုယုံကြည်ခြင်းအာဖြစ်ရမလဲယုံကြည်ခြင်းဆိုတာနှုတ်ကပတ်တော်အာဖြစ်ပဲလားဖျားစကားတော်ကနေပဲလားဖျားစကားတော်ကိုကြားဖန်များဖတ်ဖန်များလေ့လာဖန်များစင်ခြင်းနှလုံးသွန်းဖန်များမှာပို့ပြီးတော့ယုံကြည်တော့ဖြစ်ပါလေပြည်တင်ရမှာနှုတ်ကပတ်တော်ကိုဖတ်ဖန်များကြားဖန်များလေ့လာဖန်များလို့ပြောတဲ့ခါမှာ motif လို့ခေါ်တဲ့ရည်ရွယ်ချက်လေးပဲအရေးကြီးလေးရယ်ဆိုတာတတိပေးချင်တယ်။အဲ့ဒါကကျောင်းတော်ကြီးတွေမှာမရှိတဲ့ကျောင်းတော်ကြီးတွေကနေပျောက်နေတဲ့ the missing piece အပိုင်းစားဖြစ်တာလေ။ကျောင်းတော်ကြီးတွေကဒီနေ့ခက်ပညာပညာတွေကအများသွားလိမ့်။ကျန်းစာလိမ့်တော်မှုကနေအစပြုလာတဲ့တက္ကသိုလ်ကြီးချင်းမှုတွေပါ။ဒါပေမဲ့ဒီနေ့ခက်မြန်မာအဲ့ဒီကျန်းစာလိမ့်တော်မှုကနေအစပြုလာတဲ့ကျောင်းတော်ကြီးတွေမှာဘာပျောက်နေကြလဲဆိုရင် ဖျားကိုပုံမှုယုံကြည်အပေါ်တဘလေးချင်းမှုမရှိတော့ရဲ့ missing piece ဖြစ်ပါလေ။ဒီနေ့တင်တဲ့ကျလို့ကတော့ကျမ်းစာကိုဖတ်မယ်လေ။ဖျားစကားတော်ကိုကြားကြမယ်နားထောင်ကြမယ်။ဘာသောစိတ်နဲ့ကြားရမယ်လေ့လာရမယ်ဆိုရင်ယုံသောစိတ်နဲ့လေ့လာရမှာဖြစ်ပါလေ။ယုံကြည်ခြင်းအကျိုးအတွက်ဖတ်မရဖြစ်ပါလေ။ကျောင်းတော်ကြီးပဲတက်တက်အိမ်မှာကျမ်းစာဖြစ်ပေါ်တဲ့လေ့လာတည်ပဲဖြစ်ဖြစ်ယုံသောစိတ်နဲ့လေ့လာပြီးအဲ့ဒီယုံသောစိတ်အပေါ်မှာယုံကြည်ခြင်း ထပ်ဆင့်လာတာကျွန်တော်လက်တွေ့ခံစားရအောင်ဖြစ်ပါလေ။နှုတ်ကပတော်နိုင်မှုလို့ပြီးတော့တိတ်ရတော်မြင့်ရဆင်းနေလို့မြင့်နေမပြည့်ဆင်းနေလို့ဒါကယုံကြည်ခြင်းတိုးပွားဖို့မပြောင်းလဲသောအခြေခံဤရာမှတရားဖြစ်ပါလေ။ကဲဒီကနေ့တော့အားလုံးအပြန်ယူတော်ဖို့ရတာအတွက်ယုံကြည်ခြင်းတိုးပွားမှု faith growing growing faith ယုံကြည်ခြင်းတိုးပွားမှုနဲ့ဆက်ဆံတဲ့ level အဆင့်၅ခုအကြောင်းလေးကိုတို့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 လေးနဲ့မှတ်စရာပေးခြင်းလေ five five levels five levels of growing faith faith growing book growth of faith ယုံကြည်ခြင်းတိုးပွားခြင်းနဲ့ပတ်သက်ပြီးတော့အဆင့်54ကိုမှတ်စရာအိမ်ပြန်ကြည့်ပါဦးပေးခြင်းလေနံပါတ်1ချက်အနေနဲ့နှုတ်ကပတော်ကိုညာညာပါခံယူပြီးတော့စင်ကျင်နှလုံးသွင်းပါ gain ပထမတစ်ချက်အတူပြောရအောင်နှုတ်ကပတော်ကိုညာညာခံယူပြီးစင်ကျင်နှလုံးသွင်းပါအတူပြောမယ်ဒီနေ့တော့ လောကမတော်ကိုများများခံနေပြီးဆင်ခြင်လုံးပေးပါများများတူထားပါအမမပါညာညာတူထားတယ်ညာညာကြားရတယ်ညာညာလိတ်လာတယ်ညာညာခံယူရဲဆိုရင်ကြာတာတော့လေယုံကြည်တော့ဆင်ဖြစ်လာဖြစ်ဒါကြောင့်လောကပတော်ကိုညာညာခံယူပါဆင်ခြင်လုံးပေးဘလောက်ထိလောကပတော်ခံယူပြီးတော့ဆင်ခြင်လုံးပေးရမယ်ဆိုရင် until we hear God say something ဖျားသခင်ဒီဒီနောက်ကပတ်တော်အားဖြင့်ဒီကျမ်းစာအားဖြင့်ကိုစင်ရင်လုံးသွင်းတဲ့ဒီတရားစကားအားဖြင့်တစုံတစ်ခုကျွန်တော်ကိုကျွန်မကိုပြောပြီးဆိုတာစိတ်ထဲမှာကြားမိတဲ့အချိန်အတွင်းစိတ်ဝင်တဲ့မှာကြားတဲ့အချိန်လောက်အဲ့ဒီအချိန်ကြီးနောက်ကပတ်တော်ကိုစင်ရင်လုံးသွင်းတာဒါကြောင့်ကျမ်းစာဆိုတာက တခါဖတ်ပြီးတာနဲ့တောင်းမချီဘူးဖတ်သွားတဲ့ကျမ်းစာကိုဆက်ပြီးတော့စင်ကြယ်လုံးပြန်အဲ့ဒီကျမ်းစာကိုဘလောက်ကြာကြာဘလောက်အချိန်ဒီစင်ကြယ်လုံးပြန်ရလဲဆိုဒီကျမ်းစာအပြင်အသက်ရှင်တော့ပြားတယ်အပန်ပြုတ်လို့သူရဲ့အဓိပ္ပာယ်လည်းကိုစကားပြောတာအဲ့ဒီအချိန်ကြီးလက်ကောင်းတို့ကပတော်ကိုစင်ကြယ်လုံးပြန်ဖြစ်တယ်လူရတဲ့ချက်ကဖះပြောတဲ့စကားအဲ့ဒီဖះရဲ့ဉာဏ်သာတော့အပန်ကိုကြားရပြီအဲ့ဒီနှုတ်ကပတော်အပြင်အဲ့ဒီတရားစကားအပြင်ဖះပြောတဲ့စကားကတော့ ကြားရပြီဆိုအဲ့အတန်တော်အတိုင်းအဲ့ဒီဂတိတော်အတိုင်းအဲ့ဒီစကားတော်နဲ့ ask and command တောင်းပါပြီးရင်စင်ခေါ်တဲ့မှာတောင်းလို့စင်ခေါ်ပါလို့ရှိတော့ဒီနေ့ဣသရေလတက်ကြီးရဲ့အာသာချက်ကပါလို့ဆိုဖျားရဲ့အတန်တော်ကိုကြားပြီးမှပင်လယ်နေကိုရိုက်ခွဲပြီးပင်လယ်နေချင်းတစ်ချောင်းကွဲသွားတယ်ဒါကသူရဲ့အာသာချက် ပင်လေကိုတွေ့တာကြီးရိုက်ခွဲပြီးတော့ထသွားတာပေါ့ဖျားရဲ့အတန်တော်ကိုကြားပြတဲ့အခါကျအဲ့ဒီပင်လေကြီးကိုလက်စံတန်ရိုက်ခွဲပြီးတော့ပင်လေကြီးအလဲကိုထောက်သွားကြတယ်ဒီနေ့ပေတယုရေပြင်ပေါ်လမ်းလျှောက်ခွာတာကသူ့မှာအားတစ်ချက်ရှိတယ်လာခဲ့ဆိုတဲ့စကားတော့ကြားရလို့ဖြစ်တယ်ဒါပေမဲ့အေဂုတ်တက်တခုပြည့်ရတဲ့အားနေချက်ကဖျားရဲ့အတန်တော်ကိုမကြားပဲ သူများပြင်လဲတဲ့ကိုဖြတ်သွားတာကိုအားကြပြီးတော့သူများပွားတဲ့အားကြပြီးတော့ပြင်လဲတဲ့ခုံစင်းတော့တတ်တလုံးပြတ်လုံးတမိုင်းတောက်ခဲ့ရပါတယ်။ပေတယုပြင်လဲပေါ်လမ်းလျှောက်တိုင်းရေထဲကိုခုံစင်းကြီးဘာဖြစ်သွားမလဲဆိုတာအခုပဲအဖြစ်ထွက်လာနေပြီ။ဘေကလူကိုပြောမယုံရင်ရန်ကုန်မြစ်ထောက်စမ်းကြည့်လို့ဘေကလူပြောအေးဒီလိုက်နေတယ်မှာစမ်းကြည့်လို့ရတယ်။ဒါကြောင့်မို့လို့ပေတယုပြင်လဲပေါ်ထလမ်းလျှောက်တိုင်းအားလုံး ထပ်တော့ခုံစင်းလို့ဒါမဲ့လာခဲ့ဆိုရဲအကန့်တော့အဲ့အာတာချက်လေးကြောင့်ပေတရုတ်တီဖို့မပါအခုအကန့်ပါပါပင်လဲအလဲကိုလမ်းချောက်ပေါ်မှာဖြစ်တယ်ဒါကြောင့်ဒီကနေ့နှုတ်ကပတ်တော်ကိုဖျားအကန့်တော်ကြားတဲ့အချိန်စဉ်းနေလုံးသွင်းရမယ်အဲ့ဒီမှာခမရမှာခွင့်ရရှိဘာခွင့်ရလဲဆိုရင်လိုသမျှတောင်းပန်ခွင့်နဲ့အတူ command စင်စင်ခေါ်ပန်ခွင့်ရှိတာမိုးကိုခေါ်ပန်ခွင့်တောင်းပန်ခွင့်ပင်လဲနီကိုရိုက်ခွဲနိုင်ခွင့် ပင်လယ်ကြီးအပေါ်လမ်းလျှောက်နိုင်လို့ရှိလာမှာဖြစ်တယ်။ဒါကြောင့်ဒုတိယချက်က ask and comment ဖရာရဲ့အတန်တော်ကတိတော်ဖရာရဲ့အတန်တော်ကိုကြားရပြီးဆိုအဲ့ဒီအတိုင်းစကားပြောလို့ဆုတောင်းတောင်းတဲ့ညမှာဖြစ်တဲ့အတွက်ကြောင့်ဆုတောင်းပါဒုတိယချက်တတိယချက်က believe you get what you asked or what you commanded according to the promise အတန်တော်ကြားရလို့အဲ့ဒီအတန်တော်အတိုင်းဆုတောင်းပြီးဆိုရင် ဘာလို့ရမလဲဆိုဖယားပြောတဲ့အတိုင်းတောင်းလိုက်ပြီးစင့်ခေါ်လိုက်ဖြစ်တဲ့အကြောင်းဒါကဖယားပြောတဲ့စကားကိုနားထောင်ဖြစ်တဲ့အကြောင်းရပြီလို့ယုံကြည်စိတ်ချတယ်ရပြီလို့ယုံကြည်စိတ်ချတယ်တရေနိုးအင်ဂျင်မူတူစံစာဖတ်ပြီးတော့ဒီတန်းတဲ့ဟာထဲမှာဒီလိုပါရာပါလာဆိုပြီးတော့စင့်ခေါ်လို့ကိုအတွက်ဖယားရှင်ဒီစံစကားပြန်ဘာပြောနေလဲဆိုကြားပြီးမှပဲစင့်ခေါ်ပါမှုရှိစင့်ခေါ်ပြီးတော့တောင်းဆိုပြီးဆိုရင် ရပြီဆိုရင်စိတ်ချမှုအာမခံချက်ရှိတော့ဖြစ်မှာ။ဒါကြောင့်တတိယချက်အနေနဲ့ယုံကြည်ပါ။ဖရာရဲ့အပံတော်အတိုင်းတောင်းတဲ့ဆုရပြီလို့ယုံကြည်ပါ။ယုံကြည်ပါ။စေတုဒ္ဒချက်အနေနဲ့ confess or witness or show the evidence that you believe စရုဏချက်ကအဲ့ရပြီတော့ခမယုံကြည်တယ်ယုံကြည်တယ်ဆိုရင်အဲ့ဒီယုံကြည်တာကိုတော့တည်တည်ကြရမှာပေါ့ယုံတယ်ဆိုတာက မြုပ်ဖြားတဲ့မြေတက်သိပြရမယ်။ယုံကြည်တဲ့အကြောင်းတက်သိပြရမယ်။ကဲယုံကြည်တဲ့အကြောင်းတက်သိပြရမယ်လို့ကိုယ်ကစကားပြောရအောင်။ပြင်းနေတော့ယုံကြည်တဲ့အကြောင်းတက်သိတက်သိရမယ်။ဘယ်လိုတက်သိရပြရမလဲ။နည်းလမ်းမျိုးစုံရှိတယ်။တက်သိခံခြင်းအပြင်းတော်လည်းကောင်း confess ဝန်ခံခြင်းအပြင်းတော်လည်းကောင်းဒါမှမဟုတ်ရင်မင်းတာနိုင်တဲ့ရုပ်ဝတ္ထုတစ်ခုကိုမျိုးစိတ်ကျဲကျဲအပြင်းတော်လည်းကောင်းပဲပဲတက်သိပြလို့ရပါတယ်။ကဲဘာပဲဖြစ်ဖြစ် ယုံကြည်တယ်ဆိုရင်စတုထာချက်နေနဲ့တက်သေးထူရပါလေပြန်ပြင်စမချက်နေနဲ့ act upon as witnessed တက်သေးပြပြီဆိုရင်တက်သေးကိုကဒီဟာကိုယုံကြည်ရဲ့တက်သေးလက်ပြခဲ့တက်သေးလက်ခံခဲ့ပြီးပုံခံခဲ့မင်းတန်မဲအောင်လည်းပဲတဆုံရ music ချလိုက်အဲ့တော့ပြီးရင်ရပြီဆိုတဲ့အတွက်ကြောင့်မလို့ရပြီလို့ပဲလက်တွေ attention ပြရတော့မှာဖြစ်ပါ တခါတဲ့အင်မတန်မတော့ခေါ်မဲ့ကျဲတဲ့ဒေတာရောက်လို့ပါတိကျွားလို့မုတ်ခေါင်ကြီးရှားဖြစ်လို့စုတောင်းဖို့စီဝေးကြပါလေစုတောင်းဖို့အနာကြီးချိန်ပြီးတော့စီဝေးကြတဲ့အခါမှာတိကျွားလို့အဲ့ဒီတောင်းတဲ့စုတောင်းနေရလေးကိုကြောက်လာကြပါလေအဲ့မှာကလေးတယောက်ကထီလေးပါပြီးတော့ထီလေးယူလာပြီးတော့စုတောင်းဖို့တောင်းဖို့တက်လာတာတွေ့တော့အားလုံးကဝမ်းရည်ကြတယ်အခုလိုမိုးကောင်းတဲ့အချိန်မှာထီယူရသလား မိုးကာကြီးတက်ရလားဆိုပြီးပြောကြတယ်။ဒါပေမဲ့အဲ့ဒီကလေးလေးပြန်ဆီလိုက်တာကမဟုတ်ဘူးလေအခုပဲမိုးရောက်ကိုဆူတောင်းရမှာကိုဆိုပြီးတော့ပြန်ဆီ။အားကြောင့်ဖရာရဲ့အတန်တော်နဲ့အညီဆူတောင်းလို့စင်ခေါ်လို့တောင်းဆိုပြီးပြောလိုက်ပြီးဆို။ယုံကြည်ပါ။ယုံကြည်မှုကိုတက်သွေးပြပါ။ပြီးရင်အဲ့ဒီအတိုင်းနဲ့လက်လျှောက်ပါ။ဒါကြောင့်မလို့ယာကုပ်ဩဝါဒစာအခန်းကြီးနဲ့26ကယုံကြည်ခြင်းအချက်မပေါ်သောယုံကြည်ခြင်းသည်အသေးလို့ပြောတဲ့အခါ အကျင့်လို့ဒီမှာပြောလိုက်ခါမှာခွာဒီဟာဟိုကကျင့်စဉ်ဒီကကျင့်ဝတ်တွေဟိုမှာနှုတ်ကနေအကုံဆောင်အလို့ဆိုရတဲ့ပုံနှန်းစဉ်လာပြီတလိတွေဒီမှာရှင်ရကုတ်ကအကျင့်လို့ပြောလိုက်ရခါမှာဟိုကနီးတွေနီးနာတွေဟိုကစနစ်တွေပြောရအောင်ဒီမှာရှင်ရကုတ်ပြောချင်တာကယုံကြည်တဲ့အတိုင်းလက်တွေအသက်ရှင်ကြည့်တော့ပြောချင်တာပူတယ်ဆိုရင်ပူတယ်လို့ယုံရင်ပူတဲ့အတိုင်းလက်တွေနေကြည့်တာ အေးတယ်လို့ပြောရင်ယုံတဲ့အတိုင်းလက်တွေ့နေကြည့်တာအခုဆုတောင်းမယ်ဖရားဖြေပေးမယ်လို့ယုံကြည်တဲ့အတွက်ကြောင့်အဲ့ဒီကလေးကမုံမိမှာဆိုလို့တခါတည်းထိပါယူတာလေအဲ့ဒါကအကျင့်ပေါ်တော့ယုံကြည်လို့ပေါ့ဒါကြောင့်ဒီမှာအကျင့်ပေါ်တော့ယုံကြည်ရင်ဆိုတာကဟိုကျင့်စဉ်ကျင့်ဝတ်တွေကိုပြောတာမဟုတ်ဘူးဟိုအသင်းတော်အသင်းမာကြီးထုံနှန်းစဉ်လားအဲ့ဒါတွေကိုပြောတာမဟုတ်ဘူးသူ့ရဲ့လူရင်းကယုံတဲ့အတိုင်းလိုက်လို့တော့ပြောချင်တာကဲအဲ့ဒါကပြင်စမှာချက် act upon လက်တွေလုပ်ကြည့်လိုက်အဲ့ဒီအတိုင်းအသက်ရှင်ကြည့်လိုက်အဲ့ဒီနေရာမှာပဲတောင်ကြီးကိုရွှေ့လို့တပန်းမြင်ကြီးအမြစ်ကနေပါပြုတ်ထွက်သွားတာတင်တဲ့အတူကျွန်တော်ဝိုင်းကြည့်ပြောတွေ့ရတော့ဖယောင်းချင်းမှဖြစ်ပါလေဓမ္မမိတ်ဆွေယုံကြည်ခြင်းကိုအားဖြည့်ထားကြရအောင်ယုံကြည်ခြင်းကိုအားဖြည့်ထားကြရအောင်လာမယ့်အပတ်ဒီနမိတ်လက္ခဏာနဲ့ပြည့်စုံပါဖြစ်ပါမယ်ပြည့်ရဲ့ဉာဏ်ရှိနေတဲ့ဒီတစ်နှစ်ဒီ ထူးဇန်တဲ့နမိတ်ခနာရီချီမွန်ဂျင်းနဲ့ပြည်တဲ့ရက်တွေဖြစ်လာမယ်။လာမယ့်နှစ်သည်ဘလို့ပဲအခြေအနေဘလော့ကချင်းချင်းဖြစ်ဖြစ်တင်ကတော့အားကြီးလို့တပါးသူကိုပါတွဲခေါ်လို့ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုအမြဲတမ်းတည်တည်တမ်းချီးမွမ်းရတော့မှာဖြစ်ပါလိမ့်မယ်။ယုံကြည်ခြင်းကို အားဖြင့်ထားကြရအောင်။ကဲကိုယ့်ရဲ့ရှင်ဘောကိုရဲ့ဒီရှင်ဘောပေါ်လက်တင်ပြီးတော့ယုံကြည်ခြင်းကိုအားဖြင့်ထားပါလို့သုံးချက်ကိုအပေးရအောင်။တင်းနေတော့ ယုံကြည်ခြင်းကိုအားဖြင့်ထားပါယုံကြည်ခြင်းကိုအားဖြင့်ဖြည့်ထားပါနောက်ဆုံးတစ်ချိန်ယုံကြည်ခြင်းကိုအပြည့်အားဖြင့်ထားကြပါအာမင်အိမနာတရားနာပရိသတ်အားလုံးဖျားရှိကောင်းပေးပါစေအာမင်